ားလုံးပဲမင်္ဂလာပါ UK မှာ share ရဲ့ Facebook နဲ့ YouTube channel ကနေជួសុပါတယ် Champion Pay တက်တီအောင်းလည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့စိတ်ဝင်စားစရာဥရောပပွဲဒီကကျွန်တော်တို့အင်္ဂါဗိုလ်တဘူးဂျာပေး၃ရက်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်အင်္ဂါနေ့ဗိုလ်တဘူးနေ့ဂျာပေးနေ့၃ရက်မှာတော့ကျွန်တော်တို့ဂျာပေးနေ့မှာ Europa League ရှိလို့ Conference League ပွဲတွေလည်းရှိတယ်ဆိုတော့ Conference League ကတော့ဒါပွဲစဉ်တစ်ဖြစ်ပြီး ချန်ပီယံလိနဲ့ယူရိုပါလိကပွဲစဉ်နှစ်ဘာလို့ဆိုယူရိုပါလိကပြီးခဲ့တဲ့တပတ်ကြားရမှာသူတို့ကန်သွားတဲ့အချိန်ပေါ့လေဆိုတော့အခုလောလောဆယ်အနေထားအရယူရိုပါလိရဲ့ပွဲစဉ်နဲ့ကြာပေးနေမှာကန်မဲ့ပွဲစဉ်တွေထဲမှာကျွန်တော်စိတ်ဝင်စားစရာအနေနဲ့ရိုမာနဲ့လီယယ်ရဲ့ပွဲရှိတယ်ဒီပွဲကတကယ်ကိုကြီးကောင်းတယ် ရိုမာကအဝေးကွက်မှာနိုင်ထားသူလီယေကလည်းခြေစွမ်းပြထားတဲ့အသင်းဖြစ်ပြီးတော့တစ်ဖက်မှာဘိုလောညာနဲ့ဖရိုက်ဖတ်ဆယ်တစ်နဲ့ဘရာကာတစ်ဖက်ကဖနဗချီနဲ့နီးစ်အပါဝင်အချိန်ထဲမှာပဲအခြားပွဲစဉ်တွေကပိုတူနဲ့ရက်စတာဘယ်ဂရိတ်အပါဝင်အက်စတွန်ဗီလာပေါ့လေဦးနိုင်အမ်ရီရဲ့အသင်းကဖိုင်ယနော့ကိုအဝေးကွက်သွားကန်ရမယ်လီယိုနဲ့စထရာဘက်နော်တန်ဖောရက်စ်ကဒိမတ်ကလပ်မီချီလန်ကိုအဲ့ခံရမှာဖြစ်ပြီးတော့ပွဲကြီးပွဲကောင်းတွေအများကြီးပေါ့လေဆိုတော့ယူရိုပါလိပွဲစဉ်တစ် ကျွန်တော်ပွဲစဉ်တက်မှာအသင်းတော်တော်များများထဲမှာ upset ရလဒ်တီရှိပေမဲ့ပါနာတီယာကော့ရဲ့ဒီနမိုဇာဂရက်ရဲ့မီချီလန်ရဲ့လူဒိုဂိုလတ်ရဲ့ရိုမာဖရိုက်ဖတ်လီယန်နဲ့စတုဂတ်တို့အသင်းတွေနိုင်ပွဲရပြီးတော့ဆူအဘူကာရက်ရဲ့လီယွန်ပေါ်တိုအက်စတရိုဗီလာပရာဂါတို့အားလုံးလည်းနိုင်ပွဲရထားတယ် ် Ange Postecoglou ရဲ့ Northern Forest ကတော့တည်ကြထားတာပေါ့လေဆိုတော့ကျွန်တော်တို့ခုလောလောဆယ် Euro Party ပွဲစဉ်တွေကိုကြည့်ရင် Roma နဲ့ Lier နှစ်သင်းလုံးနိုင်ပွဲကိုစီရထားတယ် Roma အခုလက်ရှိ Serie မှာတော်တော်ကောင်းတယ် Lier ကဒီတစ်ပတ်မှာ Lyon ကိုသူတို့ပြင်သစ်ပွဲမှာသူတို့ရှုံးထားတယ်ကျွန်တော်ထင်တော့ Roma ရဲ့လက်ရှိ form Roma ရဲ့လက်ရှိအနေအထားယုံကြည်မှုက တော်တော်ကောင်းတယ်ဗျအခုလက်ရှိမှာ သူတို့အသင်းက quality အသင်းဖြစ်ပြီးတော့အခုအသင်းကလည်းတော်တော်လေးငြိမ်နေတယ်။လက်ရှိအသင်းနဲ့ပတ်သက်လို့ကျွန်တော်ကတော့သိပ်ပြီးတော့ပြဿနာမရှိဘူး။ဒီအသင်းက Atlanta နီးပြ Gasper Rini ကိုခေါ်ယူလိုက်ခရေကတော်တော်ကောင်းတာ။ဒါတော့တော့သူတို့ဒီတစ်ပတ်လား injury ဖြစ်နေသေးတယ်။ဒါ Roma အခုနောက်ဆုံးပွဲထဲမှာ show ပွဲတပွဲပဲရှိတာ။သက်တိုက်နိုင်ပွဲရထားတယ်။ကျွန်တော်ထင်တော့ Gasper Rini ရဲ့ Roma အသင်းကအိမ်ကွေးမှာ Lier ကိုအကျိတ်နဲ့ကစားရမယ်ဆိုရင်တော့မှကျွန်တော်ထင်တော့မခက်ခဲလောက်ဘူး။သူတို့အနိုင်ရဖို့အတွက်ဖြစ်နိုင်မယ့်အခြေအနေမျိုး။နောက် Bologna နဲ့ Freiburg မှာ လိုညာဗီလာနဲ့လာကစားတဲ့ပွဲမှာမဆိုးပြရဒါပေမဲ့ fry back ကလည်း German club တွေဒီမှာကောင်းတယ်ပြအိုက်ပွဲလဲတကယ်ဝေးချက်ခံရမယ့်ပွဲရှိတယ်အိုက်ပွဲလဲ tight game ပဲဖြစ်ပြီးအပြန်လည်ကြည့်နိုင်တယ် set နဲ့ braga set လဲတည်ချထားသလို braga ကတော့နည်းနည်းခြေကောင်းတဲ့အသင်းဆိုပေမဲ့သူတို့ကိုယ်တိုင်လည်းအခုလောလောဆယ်မှာပထမပွဲတော့နိုင်ထားတယ်ဆိုတော့ celtic ကပထမပွဲဝေးကွင်းတည်ချထားတယ်ဆိုတော့ celtic ကပုံမှန်အဖြစ်တော့သူတို့အိမ်ကွင်းဆိုအားကောင်းတယ် scotland ကွင်းမှာအမြဲတမ်းမာချိုးတဲ့ခြေရန်းကိုပြတာတဲ့အသင်းဖြစ်ပြီးတော့ ကြည်ကောင်းမဲ့ပွဲပဲအဲ့ဒါတွေကအစောပိုင်းပွဲပေါ့လေကျွန်တော်အစောပိုင်းပွဲမှာ Fanabachi နဲ့ Nice ပေါ့လေ Nice က Sergeant Reckley အသင်းကဟိုတနေ့ကရှုံးထားတယ် Fanabachi ကလည်းအမှန်တိုင်းပြောရင်တော့သူတို့လက်ရှိဒီအသင်းကလည်းသူတို့ Jose Mourinho ကိုထုတ်ထားပြီးအချိန်မှာသူတို့လည်းပထမပွဲမှာရှုံးထားတယ်အရှုံးနှစ်သင်းတွေ့တာလက်လောနေထားရတော့ Turkey မြေ Istanbul မှာတော့ကျွန်တော်ထင်တော့ Nice မလွယ်လောက်ဘူးအစ္စတန်ဘူကဘာဖြစ်ဖြစ်သူတို့အိမ်ကွဲမှာဆိုရင်တော့သူကသူတို့အားကောင်းတဲ့အသင်းပဲသူမှ quality အချို့ player ရှိရနော် Edison လည်းရောက်ပြီဒါပေမဲ့ Edison လည်းအခုရလက်တွေစိုးနေတယ် Glasswan ပျောက်နေတယ်ကိုးတွေလွယ်လွယ်ကူပေးရလို့ဆိုပြီးတော့ Fenerbahce ပေးတဲ့တည်းသူနှာခစ်နေဆိုတော့အဲ့ပွဲကလည်းစောပိုင်းပွဲပဲဖြစ်ပြီးတော့ Real Betis နဲ့ Ludo Goretz Panathinaikos နဲ့ပြီးတော့မှ Malmo အဲ့ပွဲတွေကတော်တော်လေးကောင်းဒေသစံတော်ချိန်ညနေ9:45မြန်မာစံတော်ချိန်ည7:15မှာကံမယ်ပြီးတာနဲ့ Barcelona Stuttgart ဒီကတော့တကယ်ကောင်းတယ် Switzerland Club Barcelona နဲ့အခု Stuttgart က Bundesliga မှာတော်တော်ငြိမ်နေဗျာခြေဖြည်းဖြည်းနဲ့ပြန်ကောင်းလာဆိုအဲ့အသေးကိုကျွန်တော် short တွက်လို့မရဘူးနောက်ကျွန်တော် Celta Vigo နဲ့ POK ရှိတဲ့ Porto နဲ့ Resta Belgrade အဲ့ Resta Belgrade ကအခုကျွန်တော်တို့လောလောဆယ်ပထမပွဲတည်ချပြီးတော့ Porto ကပထမပွဲတိုင်ထားတယ်ဒီဟာနဲ့ tight game ဖြစ်မယ် Aston Villa နဲ့ Fayenu မှာ Unai Emery ကဟိုတနေ့က Bologna ကိုသူတို့နိုင်လိုက်ပြီးတော့အခု Fulham ကိုမှနိုင်တော့အခုနှစ်ပွဲဆက်နိုင်ပြီးတော့စပြီးတော့ Villa ရဲ့ရလဒ်တီပြန်ကောင်းလာ အောက်ကြီးကြပြီကျွန်တော်အက်စတန်ဗီလာရဲ့ပုံမှန်ရှေ့ကိုပြန်တွေ့ပြီဒါပေမဲ့ဖိုင်ယန်တော့ဆိုတာအမြဲကောင်းနေဗျာနယ်သာလန်လိမှာအမြဲတမ်းမာချိုးတဲ့အတင်သူတို့အိမ်ကွင်းကောင်းနေကစားပုံကောင်းနေအတင်ဖြစ်တယ်ဆိုတော့အခုလက်ရှိနေထားရဖိုင်ယန်တော့နဲ့သူတို့ကမ်းမဲ့ပွဲမှာထင်သလောက်လွယ်တော့မလွယ်ဘူးဗျာဖိုင်ယန်တော့ကလည်းပထမပွဲကိုသူတို့ရှုံးထားပေမဲ့အိမ်ကွင်းဖြစ်တဲ့ကြောင့်ဗီလာနည်းနည်းခက်ခဲကစားရမယ်ပွဲဖြစ်တယ်ဒါပေမဲ့အက်စတန်ဗီလာရဲ့လက်ရှိလူစင်းနဲ့တောင့်တမှုရဆိုတော့အရင်ကြီးတော့ပြဿနာမရှိဘူးလေဒါက UK မှာည7:00မြန်မာစံတော်ချိန်နနက်7:00ခွဲပြီးတော့မှတခြားပွဲတွေမှာလီယွန်နဲ့ဆန်စပတ်ရှိ တယ် forest နဲ့ michelin edge poso goglu တို့ under pressure ဒီပွဲမလာရင်သူတော်တော်တိုင်ပတ်မှာသူပထမကိုင်နဲ့၄ပွဲလုံး၅ပွဲပျောက်ထားတယ်တေးနှစ်ပွဲရှုံးပွဲနှစ်ပွဲတွေ့ထားတယ်ဆိုတော့ အန်ရွှက်တကယ်ကိုဖီအားတွေနဲ့အသင်းပိုင်ရှင်လက်တော်လေးပောက်ပွဲနေတယ်ဆိုတော့မီဂျီလန်ကပထမပွဲနိုင်ထားတယ်အန်ချာပထမပွဲမှာဘက်တစ်ကိုနှစ်ကိုပြတ်နိုင်ပြီးမှတည်ကြလာတာကျွန်တော်ထင်တော့ဒီပွဲကအန်ရွှက်မဖြစ်မနေနိုင်ပဲမဖြစ်မနေသုံးမယ့်ယူမဲ့ပွဲဖြစ်တယ်ပြီးတော့မှစတန်ဂတ်နဲ့ရိန်ဂျာပွဲရှိတယ်ဆိုတော့ဒီပွဲတွေကည၈နာရီနနက်၁နာရီခွဲမှာကံမယ်ပြီးတာနဲ့ကွန်ဖရင့်စီမှာခရစ်စတယ်ပဲလေးစ်သူတို့ကပဲလေးစ်ရဲ့ပထမဆုံးယူရိုပီယံအဝေးကွင်းဖြစ်ဒီနမိုကီးနဲ့ယူကရိန်းမှာတွားကန်ရပြီပဲလေးစ်ကအခုလောလောဆယ်ပြိုင်ပွဲစုံ၁၈ပွဲဆက်ရှုံးပွဲမရှိနောက်တစ်ခုကပရီးမီယာ နေမှာတသိန်းနဲ့တော့ရှုံးပွဲမရှိကစားထားကျွန်တော်ထင်တော့ဒီနိုကီကောင်းပေမဲ့ပဲလစ်ရဲ့ defense ကြောင့်အနည်းဆုံးတော့သူတို့တည်ရည်ပဲမရှုံးလာဘူးတော့ Crystal Palace ရလက်ကောင်းနိုင်တဲ့71 75မှာကံမယ်တခြားပွဲတွေထဲမှာတော့ကျွန်တော်တို့ပွဲကောင်းနေလို့ရှိတယ်ဒါပေမဲ့အသင်းကြီးပွဲတွေထဲမှာကျွန်တော်အရင်ကြီးမရှိပေမဲ့ Fiorentina ကအိမ်ဝင်ပွဲတစ်ပွဲရှိတယ် Sparta Prague ပါဝင် Strasbourg နဲ့ ပွဲကြီးပွဲကောင်းတွေရှိတယ်ဒါက conference ပေါ့လေ Europa League ကပွဲစဉ်2ရောက်ပြီး conference ကပွဲစဉ်1ရောက်ပြီးဒါအခုထူးထူးခြားခြားတော့ Aston Villa က Europa League မှာပိုဆဲဖို့ရည်မှန်းစားဆုံး Pele က Conference မှာပိုဆဲဖို့ရည်မှန်းစားဆုံး English Club တွေကတော့ရည်မှန်းစားဆုံးဖြစ်တယ်ဒါကတော့အခုလက်ရှိအနေအထားဖြစ်ပါတယ်ကြာပြီးနေ့မှာကံမဲ့ Europa League ဒုတိယပွဲစဉ်နဲ့ Conference ရဲ့ပွဲစဉ်တက်ပါအားလုံးကျေးဇူးတင်ပါတယ်